ားလုံးပဲမင်္ဂလာပါညီလေးမင်္ဂလာပါမင်္ဂလာပါကိုထဆူရေမင်္ဂလာဒါကျွန်တော်တို့ဒီတပတ်ကတော့ဗောနော်ဆက်ဒါမြန်မာနိုင်ငံမှာဆိုရင်ဒါတကယ်ဘောလုံးပရိသတ်တွေကြိုက်တဲ့ Manchester United နဲ့ Arsenal အသင်းပွဲစဉ် Premier League ပွဲစဉ်ရှိရဲဆိုတော့ဒီပွဲစဉ်ကကျွန်တော်က Man United ပရိသတ်လည်းဖြစ်တယ်ဆိုတော့ဒါညီလေးကြော်ဆိုးထွက်ကြတာဒါ Arsenal အသင်းရဲ့ American ပရိသတ်ဗောနော်ဆက်ဒါ Leftist Football Page ကဆိုတော့ဒါကျွန်တော်တို့ကအပြင်မှာတော့ personality အဖြစ်စကားပြောပြတဲ့ခင်နာကတော့ကြာပြီဒါအခုအတူတူတွဲပြီးတော့တခါမှမပြောရသေးတော့ ဆိုတော့ဒါဒီပွဲစဉ်ကြရင်ကျွန်တော်တို့ပြောမယ်ဆိုပြီးအချိန်မှာတောက်လျှောက်ပြောထားတာပေါ့နော်ဆိုတော့ပြောထားတာဟိုတရားလေးနဲ့ပတ်သက်ပြီးအမှတ်တရားလေးလည်းဖြစ်သွားအောင်ဒါဒီပွဲနဲ့ပတ်သက်ပြီးတော့လေနည်းနည်းပြောစရာလေးလည်းများတော့ဒီပွဲနဲ့ပတ်သက်ပြီးဆွေးနွေးလို့ရအောင်ကျွန်တော်ဖိတ်ခေါ်တာပါဆိုတော့မင်္ဂလာပါညီမမင်္ဂလာပါကိုဟုတ်ကဲအဲ့တော့ဒီတစ်ပတ်ပွဲနဲ့ပတ်သက်ပြီး United နဲ့ပတ်သက်ပြီးတော့အမြင်ရောဘယ်လိုမျိုးရှိလဲ United ပတ်သက်ပြီးအမြင်ကတော့ United တို့ကဒီပွဲကိုသူတို့အိမ်ကွင်းမှာခံရမှာကိုတခုတော့ရှိရပါဘောလေ ကိုတဆိုးအနေနဲ့ဒီဆိုစီတက်နဲ့ပွဲကပွဲပန်းထားတာကဒီပွဲပေါ်တက်ရောက်မှုရှိလားအဲ့ဒီတစ်ချက်တော့ကျွန်တော်ဖြေပြပါဦးဟိုဆိုစီနဲ့ပွဲမှာပွဲပန်းနေတာဒါကတော့အတင်းကြီးတွေကတော့ပွဲတွေကတော့ဥရောပပွဲကတော့ကဲမ်းပါပဲကွာတူတူကိုကိုတဆင်းနဲ့တော့မဟုတ်ဘူးဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အကူက squad deck ကအရန်အားနေနေတဲ့အချိန်ဖြစ်နေဟိုတချို့တွေကပြောတာပတ်စံနေအများကြီးတုံးတယ်မှန်တယ်ပတ်စံနေကအများကြီးတုံးခဲ့တာတော့မှန်တယ်ဒါပေမဲ့ဟိုတုံးတဲ့ဟာတွေကအကူကအဖတ်မတင်ခဲ့ဘူးလေ တဲ့မှာဆိုတော့ကွန်စားတယ်လို့ပဲအခုကဝယ်လိုက်တာတော့မှန်တယ်ပြီးရင်ပြန်ထွေးလိုက်တော့တဲ့မှာအရင်မရအဖက်မရတော့ပြစ်နေရပါဆိုတော့ဟိုအတင်းရဲ့ဒီ attacking department ကိုကြည့်ဘယ်ညီလေးကြည့်ကြည့်လိုက်အောင်အရင်ဆုံးယာဒီအစအတိုင်းတာနဲ့ရှင်ကြည့်လို့ရှိရင် Rashford Sancho Anthony Martial လေးယောက်ထွက်သွားတဲ့နေရာမှာအခုက Zack Zee တယောက်ပဲအစ်စ်ပြန်ဝင်လာလို့ပြောလို့ရတယ်ဆိုတော့ကျန်တဲ့အာမတ်ကလည်းနာသွားတာပေါ့ ဆိုတော့အပတ်ကလည်းနာသွားတော့တကယ်တမ်းတိုက်ဆက်မှာဆိုရင် Hoyland ရဲ့ Zexy ရဲ့ကနာချိုရဲ့အခုဆိုဒီ Arsenal ကခလီချီတို့တို့ပါတို့ပါအခုတော့ထည့်သုံးနေရအနေထားမျိုးဖြစ်နေပြီပေါ့နော်ဆိုတော့ဒါဒါလေးကအခုကြုံတော့ပြောရအောင်စိတ်ဝင်စားစရာပေါ့ချီတို့ကလည်း Hoyland တော်တော်လေး form အောက်နေတော့ဒီနေ့ Ultra Four နဲ့ပြင်ဆင်ပါတော့တိုးလို့ကောင်းတယ်ချီပါလာမယ်ထင်တယ် Arsenal နဲ့ပွဲစံပါဘာလို့လဲဆိုတော့ Europa League မှာလည်းမကစားရဘူးယောပါလီမှာမကစားရတော့အတင်းရောက်နဲ့တွေ့ရတဲ့အချိန်မှာတော့ချီတို့ ဂိမ်းမိနစ်တခုခုတော့ရမယ်လို့တော့ဟိုထင်တယ်ဗောနော်ဆိုတော့ထားပါအဲ့တော့ပွဲပန်းတာရှိနိုင်လားဆိုတော့ပွဲကတော့တော်တော်လေးပန်းတယ်ဘာလို့လဲဆိုတော့ဟုတ်တယ်အဲ့စနေမှာ FA Cup မှာလည်းတခြားအသင်းတွေကမကန်တော့ဘူး Premier League အသင်းအောက်မှာ Arsenal ဆိုနားလာရတယ်ပြီးခဲ့တဲ့စနေနားလာရတယ်ဟုတ်တယ်နားလာရတယ်အခုတော့အဲ့မှာကန်ယုံနေမကောက်မိနစ်120ကန်တာနိုင်ဟိုအချိန်မူတီတော်ပြီးပန်နလီအဆုံးဖြတ်တီရောက်တာအဲ့မှာ120 ီးတော့အဝေးကွင်းစပိန်ရောတော့မိနစ်90ပြီးရင်အိမ်ဝင်ပြန်လာဒီမှာမိနစ်90ဆိုတော့ပွဲပန်းမှုမှာတော့အာဆင်နယ်ထက်တော်တော်လေးပုံများနေတဲ့အနေအထားတော့ရှိတယ်ဟုတ်ကဲ့ဟုတ်အဲ့လို့ဆိုတော့ဘယ်အစုဖွဲ့ကွင်းလေပိုင်းမှာပွဲထွက်လာမယ်လို့ကိုထက်ဆိုးထင်လဲ customary သုံးလာမယ်ထင်လားကွင်းလေပိုင်းမှာနောက်ပိုင်းပွဲစဉ်ကတော့ဒါ customary ကတော့သိတဲ့အတိုင်းဟိုအရီဆင်ကိုကြော်ပြီးနည်းနည်းလေးနေရာပြန်ရလာတဲ့သဘောတော့ရှိတယ်ဒါပေမဲ့သူ့ရဲ့အမော်ရင်ရဲ့ဒီ ဟိုဘယ်လိုပြောမလဲအကိုကွင်းလဲ department ကိုပြောလို့ရှိရင်ကွာဟို first choice အနေနဲ့ကတေချာပေါက်ရှိတာ Bruno ပဲ Bruno ဒီဟိုအထိုင် deep row မှာစောင့်ရင်စောမစောင့်ရင် second striker row မှာဆိုသူဒီမပါမဖြစ်ကွင်းလဲကစားသမားပါဘာလို့ဆိုတော့မင်းဆမောင်းလဲတန်းပြဿနာရှိတယ်တုံးလို့မရအောင်ဆိုတော့ကိုဘီမိုင်တို့ကလည်းယာဒီကုန်တိသွားပြီဆိုတော့ကွင်းလဲမှာတကယ်အမှားငယ်ရှိရဥကာဒီရှိတယ်တိုဘီကွာလာဆိုလူငယ်လေးရှိမယ် Bruno Fernandez ရှိမယ် အဲ Eric နဲ့ Casmir လို့ရှိမယ်ဒီ9ယောက်တည်းရပဲအခုတော့ပတ်သုံးရပုံစံမျိုးဖြစ်နေဆိုတော့ကွဲလဲအထိုင်အားဖြစ်တော့အခုထင်တယ်အဥဂါဒေတာပြန်ပြီးကောင်းလာမယ်ဆိုလို့ရှိရင်ပေါ့ဥဂါဒေရပြီးခဲ့တဲ့ Europa League မှာတော့တန်ရအသေးစားရှိတော့မပါဘူးဒါပေမဲ့ Arsenal နဲ့ပွဲတော့တစ်ချက်ကြည့်ရမှာပေါ့လीဆိုတော့ Arsenal ပွဲမှာရှိလို့ရှိရင်เนาะအခုထင်တယ်ဥဂါဒေနဲ့ Bruno Fernandes အတွဲကိုပဲသုံးမယ်လို့ထင်တယ်ဆိုတော့ Bruno Fernandes ကိုဒီကွင်းလဲ row ပို့ပြီးတော့ပေါ့နော်ဆိုတော့အရှိမှာတော့အရှိမှာကျတော့ Whiteland အထောင်ထားမယ် ပြီးရင်ဇက်ဇင်းနဲ့ကနာချုံနဲ့ second strike ကနေရပေါ့အဲလိုပုံစံမျိုးပဲလာမယ်ထင်တယ်ဟုတ်ထင်တော့ကျွန်တော် United နဲ့ပတ်သက်ပြီးတော့တတိထားမိတာလीလက်ရှိ United player တဲ့မှာဟိုကျွန်တော်သဘောကျဆုံးဇက်ဇီးပဲဟို full one နဲ့ဘောကျွန်တော်မိနစ်အပြည့်ကြည့်တယ်အဲ့ညာအချိန်မူတွေပနတီတီကျွန်တော်ကြည့်အဲ့မှာဇက်ဇီးပေးလိုက်တဲ့အလုံးတွေတော်တော်ကောင်းတယ်သူက second striker ဆိုမဲ့သူကကွင်းလေအထိကိုပြန်ဆင်းဆော့တာဆင်းဆော့ပြီးတော့သူက Bruno ထပ်တာဟိုးတဲ့ကောင်းကောင်းလုံးနိုင်တယ်ပြန်ဖြန့်နိုင် ဇက်စီးတော်တော်ကောင်းတယ်အရှင်းပါတော့သူက finishing ပါညာခဏထားလိုက်ဒါပေမဲ့ကွေးလက်ထိပြန်ဆင်းဆော့ပြီးပေးတဲ့ဘောလုံးလမ်းကြောင်းနေရာလေးတော်တော်လေးကိုထွက်တာအဲ့တော့အာဆင်နယ်နဲ့ပွဲမှာဇက်စီးကကွင်းလက်ပိုင်းထိပြန်ဆင်းပြီးတော့တခုခုတော့သူလုံးပြနိုင်မယ်လို့ကျွန်တော်တို့အဲသတိထားမိနေတယ်အဲ့မှာဇက်စီးကတော့ဒါအခုချိန်မှာဒါဟိုအခု Man United ပြည်သက်တွေစီမှာဆိုရင်ကွာဒါ fan base ကခုနပြောသလိုနှစ်ချမ်းကွဲနေတယ်ကိစ္စနှစ်ချမ်းကွဲရတော့မဟုတ်ပေါ့ကွာညင်းတာပေါ့အရင်တော့ကဒီလိုပဲ Mafra အတွေ့ကိုဘသူပုံညက်လဲညင်းတယ်လို့ပေါ့ဟိုက White Line နဲ့ဇက်စီးဘာလို့ဆို တိုက်စစ်မှုတယောက်တည်းခုနနေပြောရတဲ့အလုပ်တွေကမလိုမဟုတ်လိုပါတယ်ဒါတွေက foreign ကမှလိုတယ်ဒါပေမဲ့ခုနပြောသလိုပင်နိုင်အလုပ်ကတော့တိုက်စစ်မှုကဂိုးသွင်းဂိုးသွင်းနိုင်ဖို့ကတော့အပူအေးကြီးတာပေါ့လေဆိုတော့သူတို့နှစ်ယောက်ရဲ့ဂိုးသွင်းအားကတော့ဘလုံးမအားရစရာမရှိတာတော့သိကြတယ်အဲဒါပေမဲ့ဆိုတော့ဟိုဇက်စီအနေဒါပေမဲ့ခုနပြောသလို form အရာနဲ့အတင်းထွက်ကိုဖယ်လိုက်လို့ရှိရင်အောက်ပေါ်ပေါ့ twin ကိုတွေဖယ်ပြီးကြည့်လိုက်တဲ့အတင်းအတွက်သူဘာတွေ contribute လုပ်လဲဘာတွေသူပံ့ပိုးပေးနေလဲဆိုတာကြည့်ရအောင်ဇက်ဇီးရဝိုင်းလန်တဲ့ ဒီအဒီမှာတော့ခေါင်းတလုံးပုံမြင့်နေရတော့ညင်းလို့မရအောင်ဆိုတော့ဇက်ဇီကတော့ခုနပဲဆိုနည်းနည်းလေးအားကိုးရနိုင်တဲ့အနေဒါမျိုးကရှိတယ်။ဝှိုက်လန်ကတော့ပွဲထွက်လာပြီးတော့ချီတိုကတော့ခုနပဲဆို substitute အနေလောက်နဲ့ပါမှာပေါ့လေ။ပြီးတော့အခုတော့ဒီပွဲမှာ win back မှာလဲဒေါ်ကူကပွဲပယ်အခုတော့အခုဒီမလွတ်သေးရဲ့ပြဿနာရှိတယ်။ဆိုတော့ win back ကလည်းထုံးစံတိုင်းဒါလုံးနဲ့ Maserati ပဲတွဲရမယ်ပုံစံလိုမျိုးဖြစ်နေတယ်။ဒါဒေါ်ကူသာပါရင်တော့နည်းနည်းလေးပို့ပြီးတော့ဟိုအားရှိတာပေါ့လေ။အားရှိတာပေါ့။ဟုတ်ကဲ့ဟုတ် ဝင်းဘက်3ယောက်မှာ2ယောက်ကိုသုံးပြီးတော့မာဇရာစီကိုစန်တာဘက်နေရာမှာအခုတော့ဆော့လို့ရအောင်ဆိုတော့ဟိုဟိုလူစင်းမိုင်းကတော့ဒီလိုပဲနည်းနည်းလေးအရှောင်တန်းလေးနည်းနည်းလှုပ်ပြီးတော့ယာစီကုံတိအားတင်းပြီးသွားရမှာပဲနှစ်ဘယ်လိုဒါမဲ့အကိုကဒီပွဲမှာဟိုအရင်အားဆိုင်တာမျိုးတက်ဆိုင်ဆူစီတက်တဲ့ပွဲမှာတော့ပို့ပြီးတော့အခုတော့ပို့လိုအပ်နေတာပေါ့ဘာလို့ပထမကျော်ရလက်ကမပြတ်သားသေးတဲ့အခါကျတော့အဲ့လိုသဘောတော့ရှိတယ်အာဆင်နယ်ကနည်းနည်းနောက်ကျောင်းအေးအေးနဲ့ကန်လို့ရတာပေါ့ဟိုမှာ9-6ပြတ်လာတဲ့အခါကျတော့အိမ်ကွင်းမှာ ည်းနည်းတတရာလေးကန်လို့ရတယ်တကုန်းတကုန်းလောက်ရှုံးလဲဘာမှဖြစ်ဘူးလေတည်ရမှာဆိုတော့အဲ့လိုကျွန်တော်လည်းလူစုံထုတ်ကန်ခဲ့ရလားအမတကယ်လူစုံထုတ်ပြီးကန်ခဲ့ရနောက်ကြောင်းအေးဂျင်လို့ဆိုပြီးအမကျွန်တော်လည်းမထင်သားဘူးတဲ့ကိုအဲ့ PSV ပွဲမတိုင်ဘူးကျွန်တော်တည်ရပြန်လာရင်အောင်မြင်ပြီလို့အဲ့လိုပဲတွေးထားတာဟိုရှင်းနှစ်ပွဲမှာတော့ဂိုးပေါက်ပြောင်းနေရလေအဲ့ဆိုဟာခုနကိုးတွေပါအဲ့သွင်းသွားဆိုအဲ့ညာယုံအောင်မယုံနိုင်အဲ့ဆိုအဲ့ညာဟိုမိုတီလေးတခုတော့ဖြစ်သွားမယ်ထင်တယ်ဒီ United နဲ့ပွဲမှာဘာပြောဟိုတိုက်စစ်မှုတွေကောင်းကောင်းမရှိဘူးဆိုရင်လည်း အာဆင်နီကတင်းဝော့နဲ့ဆိုတော့ယူနိုက်တက်ရဲ့ဘက်မှာဂိုးတစ်ခုတော့ရှာဖွေနိုင်မယ်လို့ထင်တယ်။ဒီနေရာမှာတခုပြောချင်တာအခုအနေနဲ့ဟိုဂိုးသမားနှစ်ဦးထဲမှာဘယ်သူကြိုက်လဲ။အခုတယောက်ကတော့ injury ရတယ်ကျွန်တော်သိတယ်။ဘယန်တီယာလားမသိဘူး။သူကတော့ injury ရတယ်။ဒါပေမဲ့အိုနာနာထက်စာရင်ကျွန်တော်ကဘယန်တီယာနဲ့အဲ့ FA ကမှကြုံငယ်ဘူးတာဆိုတော့လေသူ့ကိုတော့ကျွန်တော်ပို့ပြီးသဘောကျတယ်။ဟိုဒါတော့အိုနာနာကပွဲထွက်မှာပါအခုလာမယ့်ပွဲမှာ။အကိုကဘယ်လိုမြင်လဲအဲ့နှစ်ယောက်ထက်တယောက်ဘိုးသမားဘိုင်းရတော့ကွာဟိုအဲ့လိုမျိုးကြီးတော့ဟိုအခုတော့သုံးသက်လို့တော့ ဘယ်လိုပြောမလဲလက်ရှိ form အရာတုံးသက်ရင်တော့ဒါဦးနာနာညံ့နေတာလူတိုင်းသိပါတယ်ဒါပေမဲ့ခုနကပြောဆိုကိုသမားနေရာ class ကတော့ကွာတော့ကွာတယ် printer ကျတော့တကယ်ကိုသူကဟိုအရင်ကိုသမား level လောက်ပဲရှိရကိုသမားလို့အာနာနာနဲ့ပြောရမှာပေါ့လေတကယ်ဆိုတော့ဒါပေမဲ့ခုနကပြောဆိုလို့ဦးနာနာအရင်အမှားတွေဖြစ်နေတဲ့အချိန်မှာသူ့ကိုသူဝင်ဆော့တဲ့ပွဲစဉ်တွေမှာဥမာဒါဟိုအာဆင်နယ်ရဲ့ပွဲကတော့နာမည်ကြီးွားတာပေါ့နော်ဘာလို့ဆိုတော့သူကပွဲချိန်တွေမှာလည်းပနယ်တလုံးဖမ်းတယ်ပနဒီအဆုံးဖြတ်ပါလေတလုံးဖတ်နေတာနာမည်ကြီးဒါပေမဲ့အရှိမသူစောရပွဲစဉ်တွေရှိပါတယ်မနေ့ကအိုနာနာအာဖရိက ထလားသွားတဲ့ချိန်ဝင်ဖန်းနဲ့ပွဲစဉ်တွေအဲဒါဒီဒီရဒီမှာဆိုရင်ကာဘောင်ကပ်မှာသူစပါနဲ့4-3ပွဲပေါ့အဲ့ပွဲစဉ်တွေမှာဆိုလည်းနည်းနည်းလေးအမားများတယ်ကော်နာတွေပါရကနေဆောင်းအောင်မင်းကတိုက်ရိုက်တွေပါထဲ့ဝါတာမျိုးကြီးရှိတယ်ဒါပေမဲ့ခုနပြောသလိုဟိုအူနာနာလောက်တော့တိတ်အမားမများတဲ့ပုံစံမျိုးဒီရဒီမှာတွေ့နေဒါပေမဲ့ဟိုကို့အတင်းရဲ့ခုနပြောသလိုညီပြောသလိုဘသူပူကြိုက်လဲဆိုတာဒီရဒီခဏလဲဖန်းနေဆိုရင်တော့ brander ကိုတော့နည်းနည်းပို့သဘောကြတာပေါ့ဒါပေမဲ့ brander ကိုကို့အသင်းရဲ့ဟိုပင်တိုင်ကိုသမားအနေနဲ့ကြီးပဲအကြာကြီးမြင်ညာလားဆိုတော့လေအဲ့လိုတော့လေမဟုတ်ဘူးပေါ့နော်ဆရာမအဲ့လိုမျိုးကြိုက်တဲ့ပုံစံကြီးတော့မဟုတ်ဘူးရေတိုခဏတော့အနာနာကိုအနာပေးပြီးသူ့ကိုဖမ်းခိုင်းတာနည်းနည်းပို့အဆင်ပြေမယ်လို့ထင်တယ်အသင်းအနေနဲ့ဟုတ်တယ်ကိုဟုတ် pressure ပေးတဲ့အနေနဲ့ပေါ့ pressure ပေးတဲ့အနေနဲ့ပေါ့ကိုသမားအနေနဲ့ဆိုဆိုတော့အဲဒီတစ်ပတ်ဒီ United နဲ့ Arsenal ပွဲစဉ်ပေါ့ပွဲအကြောင်းလေးကိုပြန်သားလိုက်မယ်ဆိုတော့ပွဲနဲ့ပတ်သက်ပြီးတော့အာ ဒီနေ့ရဲ့ prediction ပေါ့ခံမှန်းချက် go go ခံမှန်းချက်ဆိုတော့ပထမကျတော့ကျွန်တော်တို့ကဟိုပါပေါ့စက်ပီရန်တစ်ဆင့်နိုင်ခဲ့တာ twin go တစ်ဆင့်အဲ့ဆိုအဲ့အပိုင်းမှာလဲကျွန်တော်အခုတခုမေးကျင်တာပေါ့လေကျွန်တော်တူတဲ့အမြင်နဲ့မပြီးဘူးဘာလို့လဲဆိုတော့ဒီပွဲမှာစက်ပီတွေက United တက်အားသာချက်ဖြစ်နေလားအာဆင်နယ်တက်အားသာချက်ဖြစ်နေလားနောက်ပိုင်းမှာလဲ United ကစက်ပီရန်နေ goal ပေးရတယ်ဆိုရင်လဲသူတို့ရခဲ့တဲ့ goal တွေလည်းရှိတယ်တေကန်ဘောတွေရနေအဲ့ဆို ဲ့ဒါကအလူရဲ့နှစ်သိန်းလုံးအသုံးချနိုင်ကြလဲဖြစ်သွားနိုင်တယ်အဲအဲအဲ့ချက်ကိုအကိုဘလို့မြင်လဲအဲ့ပေါ့ဒါကတော့ set piece ကတော့အကိုတို့ကလည်းနောက်ပိုင်းမှာ United ကလည်းတိုးတက်လာတဲ့အပိုင်းတွေအများကြီးရှိပါတယ်နောက်ပိုင်းနောက်ပိုင်းတွေမှာဆိုဒီ society နဲ့ပွဲစဉ်ကိုဖယ်ပြီးကြီးလိုက်လို့ရှင်ရတဲ့ goal တွေတော်တော်များများကိုတော့ဒီလိုမျိုးအဲ့အဲ့ကနေဒီ full one နဲ့ပွဲရဲ့အရှိပေါ့အဲ့တောက်လျှောက်မှာရခဲ့ဥပမာ Everton နဲ့နှစ်ပွဲက2 goal ဆိုလဲ set piece ကနေ လာတဲ့ဂိုးတွေပဲဆိုတော့အရှိရဒီ Ipswich နဲ့ပွဲမှာဆိုလဲကိုဆက်ပြီးစနေဂိုးတွေရတယ်ဆိုတော့ဒီဟို penalty sorry ဒီ free kick တွေ corner တွေဒီလိုမျိုးတွေကနေဂိုးတွေတော်တော်လေးရလာတယ်ဆိုတော့ပထမအကြော့မှာ Arsenal နဲ့ပွဲမှာဆက်ပြီးနှစ်ဂိုးပေးရတယ်ဒါပေမဲ့အဲ့ဒါ Amore နည်းနည်းလေးသူတတူးအတွက်ဘယ်လိုပြောမလဲ shock နည်းနည်းလေးရသွားတယ်လို့အကိုထင်တယ်ဒါ media မှာသာသူထုတ်မပြောပေမဲ့လဲပေါ့ဆိုတော့ဟုတ်ကဲ့ဟုတ်ဟိုဒါပေမဲ့ အဲ့ဒီအချိန်တုန်းကတော့အာဆင်နယ်ကတကယ် on fire ဖြစ်နေတဲ့အချိန်ပေါ့ဆက်ပီးစကနေကိုရီတဲ့င်းနဲ့ဘာမှမဟုတ်ဘူးသူတို့တွေးတဲ့အသင်းတိုင်းကိုစော်နေတဲ့အချိန်ဟောတရားစော်နေတာအဲ့အဲ့မရှိမနှောင်းပါဝက်ဆန်နဲ့ပွဲမှာဆိုလဲအဲ့လိုပဲလေဆက်ပီးစ်တွေအဝေးခွင်းပွဲစက်မှာကေဂေဘရီယယ်တို့ဘာလို့ခေါင်းတိုက်တာလဲဆိုအဲ့လိုခဏခဏဖြစ်နေတဲ့ဟိုဆက်ပီးစ်ပြဿနာပေါ့ဆိုတော့ဒါကုနဲ့တွေးတဲ့အချိန်မှာလဲဒါဟုတ်ကြောက်တယ်ဒါဟုတ်ကာကွယ်တယ်ဒါမဲ့ဒါနဲ့ပဲခံလိုက်ရတယ်ဆိုတော့ဒါမဲ့အဲကောင်းတာတစ်ခုကဒုတိယတပွဲမှာကြာတော့သူအဲ့ဒါကိုသင်ခန်းစာယူတယ် ဒုတိယတပွဲမှာသင်ခန်းစာယူတော့ဒုတိယတပွဲမှာတော့ဆက်ပီးစာဥမာဆက်ပီးစာကွာတခါလေကြာရင်ငါတို့ကဂိုးဝင်သွားမှလူတွေကမြင်တာမဟုတ်အာဆင်နဲ့ threat တခုရှိတယ်ဒီ Gabriel တို့ကောင်းတိုက်တဲ့ပုံစံတဲ့မှာသူကအဲ့လိုဘောက်စတာမှာမနေဘူးအပြင်ဘက်မှာဝေ့နေတယ်ဘောလုံးလာတော့မှအဲ့လိုအချိန်နဲ့ဟိုထောင်တဲ့လူကအဲ့လိုနီးယားပို့စ်ကိုဂိုးသမားနဲ့နီးယားပို့စ်ကိုထောင်တာများတယ်ပြီးဟိုဘယ်လိုပြောမလဲအကိုတို့မြန်မာအလွယ်ပြောရရင်တော့ဘောလုံးကလူရောဂိုးတွေပြစ်ပြစ်ပြီးဝင်သွားတဲ့ပုံစံလားအားရပါးရကြီးတိုက်ကြတာကွာတဲ့အဲ့လိုမျိုးဟုတ်ကြတယ် ဲ့လိုမျိုးကြီးတိုက်တာဆိုတော့အဲ့လိုပုံစံမျိုးတိတ်ပြီးတော့မပေးတော့ဥပမာဒုတိယအကြောင်းမှာဆိုဂိုးမပေးတာလည်းမကောက်ဘူးတိုက်ခွင့်လည်းတိတ်ပြီးတော့မပေးတော့တဲ့ပုံစံမျိုးတော့တွေ့တယ်ပေါ့နော်ဆိုတော့ဒါတော့တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်တော့ဟို defend လောက်ရမှာပဲဆိုတော့ United ဘက်မှာခုနပြောဆို area ကောင်းတဲ့ကစားသမားတော့အဓိကတော့ Maguire ပေါ့ဆိုတော့ Maguire ကတော်တော်လေး Leicester နဲ့ပွဲမှာဆိုလေလူဂျုံကိုဖြစ်ပေမဲ့ဒါအကူတို့သူ့ပဲကယ်တင်ပြီးတော့ FA Cup နောက်တစ်ဆင့်ကိုခေါ်သွားတယ်ဆိုတော့ဟုတ်တယ်ကော ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဟိုးရလက်အမြင်ပြောပါဆိုရင်တော့ကိုကတော့အာဆင်နယ်ဖန်ဆိုတော့နိုင်စေချင်တာပေါ့နောက်ဆုံးချစ်ချီပွဲဆိုရင်တော့မှနိုင်စေချင်တယ်ကိုကသိရအဲ့တော့ကျွန်တော်ကဒါပေမဲ့ကိုခံစစ်ကိုလည်းအများကြီးတော့မယုံတော့ဘူးဘာလို့ဆိုတော့ United ရဲ့ quick transition တွေမှာဂါနာချိုဘလောက်ပဲလွဲပါတယ်ပြောပြောပြီးရတော်တော်ကောင်းအဲ့ဘက်တောင်မန်နေရလေသူတို့ရဲ့ traditional ဖြစ်နေ United က quick transition ကတော့အဲ့ဆို1 2ဆိုတဲ့ရလက်လောက်နဲ့တော့အမေရိကတော့တည်ရခံမှန်းပေးနေတာ ဒါပေမဲ့ကို့အတင်းကလည်းလောလောဆယ်ဖောင်ကနည်းနည်းလေးပြန်မိနေတဲ့အတက်ဘက်ကိုသွားနေဆိုတော့1 2ဆိုတဲ့ရလက်လောက်နဲ့တော့အဝေးကွင်းမှာသုံးမှတ်တော့ယူနိုင်မယ်လို့တော့ကျွန်တော်ကတော့ခံမမိ။ဟာဆိုတော့ဒါအာဆနယ်ဘက်ကအနေထားပါနော်ဆိုတော့အကိုအနေနဲ့ဆိုရင်တော့အကိုကအရှိမခုနကပြောသွားသလိုပဲပေါ့။အမော်ရင်ကအားနည်းချက်တွေများတယ်ဒါပေမဲ့ခုနပြောသလိုအဝေးကွင်းပွဲစဉ်တချို့မှာအဲအထူးသဖြင့်တော့ Man City နဲ့ Liverpool ပွဲစဉ်ပေါ့ဆိုတော့ဒီပွဲစဉ်တစ်ခုက မန်စီးတီးနဲ့ပွဲမှာဆိုလည်းပြန်လာနိုင်တယ်လီဗာပူးနဲ့ပွဲမှာဆိုလည်းအကိုတို့အနိုင်တိပြန်လာပြီးတော့မှပယ်နတီပြန်ပေးရတယ်ဒါနောက်ဆုံးမိနစ်မကွဲရလွဲတဲ့ဟာတွေပါလေဆိုနိုင်အောင်နိုင်ဝါနိုင်တဲ့အနေအထားမျိုးကြီးရှိခဲ့တယ်ပေါ့နော်ဆိုတော့ဟို United ရဲ့ပြဿနာရင်းခုနပြောသလိုပဲပြဿနာဆိုတာကောင်းတဲ့အချက်ကတော့ quick transition ပေါ့ဘောလုံးကင်ဆော့မကောင်းဘူးဘောလုံးကင်ဆော့ရမှာဟုတ်ကိုကပြိုင်ဘက်ကိုဘောလုံးပေးပြီးတော့ကောင်တာနဲ့ဆော့လို့ရှိရင်ဟို transition မြန်မြန်နဲ့တွားလို့ရှိရင်နည်းနည်းပို့ပြီးအလုပ်ဖြစ်တယ်ဆိုတော့ဒီပွဲကတော့အဲ့လို game နေတဲ့တခု ဖြစ်လာမယ်လို့အကောကအကောင်ဘက်ကမျှော်လင့်နေတာပေါ့ဆိုတော့ဘောလုံးတိတ်အများကြီးရမှာမဟုတ်ဘူးကိုဘက်ကလည်း control တိတ်ရမှာမဟုတ်အာဆင်နယ်ကတော့အချိန်အများစုမှာဘောလုံးကင်လာမယ်ဒါပေမဲ့အဲကိုဘက်ကနေဘောလုံးရတဲ့အချိန်တိုင်းမှာအင်ဝင်ပြိဿအားတစ်ခုနဲ့ပေါ့ပွဲကြီးတစ်ခုရဲ့အင်ဝင်ပြိဿအားနဲ့နည်းနည်းလေးဒုက္ခတစ်ခုခုပေးနိုင်မယ်လို့တော့အကိုထင်တယ်ဆိုတော့အကိုကတော့တရေရလက်လေးပါလေရမလားပေါ့ဒီပါလဲဆိုတော့ Ultra Phone မှာ Arsenal ကိုနောက်ဆုံးနှစ်တွေမှာလဲရှုံးတာအောင်ဆိုတော့ပြီးခဲ့တဲ့မိနစ်ကဆိုလဲဒါအကိုရှုံးတာရယ် ဆိုတော့နေသားလေးရှိတော့ဒီဟာဒီမှာတော့ဟို FA ကမှာအမော်ရန်ကအသာစီးယူသွားတယ်ဒါရောက်ရောက်ချင်းမှာတော့အာဒီတာအသာစီးယူထားရဲဆိုတော့အိမ်ဝင်းလည်းပြတ်တော့အကွာသူတို့နှစ်ယောက်ရဲ့ဒီတေးပွဲတပွဲပေါ့ဆိုတော့တေးပွဲတပွဲလောက်ညော်လင့်နေဆိုတော့ပရိသတ်ဆိုတော့ United ကိုတော့9တော့9စေချင်တာပေါ့ဒါပေမဲ့ဒါပေမဲ့ reality ကစဉ်းစားမယ်ဆိုရင်တော့တေးကြဖို့လောက်ကတော့နည်းနည်းလေးပို့ပြီးတော့ပို့များနေတာပေါ့နော်ဆိုတော့ လီဗာပူးတို့မန်စီးတီးတို့ကစားနိုင်တယ်ဆိုတော့အိမ်ဝင်းမှာအာဆင်နယ်ဘယ်လောက်ထိဒုက္ခပေးနိုင်မလဲတစ်ချက်ကြည့်ရမှာပေါ့ဆိုတော့အကိုကတော့တေရလက်လောက်တော့အကောင်းဆုံးမျှော်မှန်းတယ်တကယ်လို့အာဆင်နယ်နိုင်ခဲ့မယ်ဆိုရင်တော့ဟိုဂိုးပြတ်တဲ့ပွဲစဉ်လိုမျိုးဖြစ်မယ်လို့တော့မထင်ဘူးပေါ့နော်ဆိုတော့နည်းနည်းခက်ခက်ကြဲကြဲနေပဲနိုင်မယ်လို့ထင်တယ်ဆိုတော့တခုလောက်တော့ကျွန်တော်ဆွေးနွေးချင်သေးတယ်အဲ့ဒါဘာလဲဆိုတော့အိုင်ဒါကဟိုးရှေ့ရှေ့နှစ်တည်မှာတော့ဗျာဟိုအတကုံတွေ high line defense united တွေတင်တင်တိုက်တယ်အဲ့ဒါမလားပြီးရင်နောက်နောက်ကပုတ်ပွင့်ပြီးဂိုးတွေပေးရတယ် ဒါပေမဲ့ဒီကြံခဲ့တဲ့နှစ်ကနည်းနည်းဒုတိယအကျော့လောက်ခဲ့ပြီးတော့ဒီယာဒီမှာသတိထားမိတာယူနိုက်တက်တွေ့ရင်အာဆင်နယ်ကတိတ်ပြီးတော့တသိန်းလုံးဖိတိုက်တယ်ဆိုတာထက်ဆိုင်ပြန်ကျဲပြီးတော့သိရမလားစပီကျဲကျဲနဲ့ဆော့တဲ့ပုံစံမျိုးသုံးလာတွေ့ရတယ်။အရင်တော့ဆိုဂေဘီယန်နဲ့ဆာလီဘာစာပေးဖို့အလဲစပေါ်နာထီတက်ပြီးတော့ဟိုက်တိုင်းဒက်ဖန်တင်တိုက်တာ။သူတို့စာတက်သွားပြီလို့ကျွန်တော်ပြောရမလား။အဲ့လိုမျိုးရောမသုံးတော့ဘဲနဲ့သိရမလားအဲ့လိုပြန်ကျဲပြီးတော့ပဲဟိုက်တိုင်းဒက်ဖန်တင်မတိုက်တော့ဘဲသွားမလား။အဲ့လိုမျိုးတော့တစ်ချက်ကြည့်ရမယ်ကို။